လာပါရှင်။ကျမကသတင်းပါ။ဒီနေ့ဂျွန်လ18ရက်နေ့အတွက် People's Win ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ Iran ရဲ့ထိတ်တန့်စစ်ဦးစီးအရာရှိကိုတုံ့တင်နိုင်ခဲ့တယ်လို့ Israel စစ်တပ်ပြောတဲ့သတင်း။ထိုင်းရဲ့တတိနဲ့ဟင်းဒီဟင်းရွက်တင်ပို့မှုတွေကိုကမ္ဘောဒီးယားစတင်ပိတ်ပင်တဲ့သတင်း။တိုင်ဖွန်းမုန်တိုင်းဝူတစ်ကြောင့် Vietnam မှာ9ဦးသေဆုံးတဲ့သတင်း။ဒီသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။လက်ရှိစစ်ရေးပဋိပက္ခကာလမှာ Iran ရဲ့စစ်ဦးစီးအရာရှိဖြစ်လာသူ အလီရှတ်မန်နီကိုရှင်းလင်းသုံးတင်ခဲ့တယ်လို့ Israel စစ်တပ် IDF ကကြေညာခဲ့ပါတယ်။တနည်းအားဖြင့် Israel ဟာ9ရက်အတွင်း Iran ရဲ့အစစ်အမြင့်ဆုံးစစ်ဘက်ရာထူးရယူထားသူတွေကို၂ရက်ဆက်တိုက်လုံးကြံခဲ့ခြင်းဖြစ်ပါတယ်။ Israel ဟာပြီးခဲ့တဲ့သတင်းပတ်ကုန်မှာ Iran ကိုစတင်တိုက်ခိုက်ခဲ့ခြင်းတုန်းက Iran ရဲ့စစ်ဦးစီးအရာရှိချုပ်ဖြစ်သူ Golan Mali Rashid ကိုလုံးကြံခဲ့ပါတယ်။ဂျွန်လ18ရက်နေ့မှာတော့ IDF ဟာ ရုရှားနေရာကိုအရေးပေါ်ဆက်ခံခဲ့သူရှက်မန်ဒီကိုပါရှင်းလင်းခဲ့ကြောင်းထုတ်ပြန်ခဲ့တာပါရှက်မန်ဒီဟာအီရန်အစိုးရအဓိပတိအယာတိုလာအလီခါမီနီရဲ့အနီးကပ်စစ်ရေးအကြံပေးတဦးလည်းဖြစ်ပါတယ်သူဟာတီရန်မျိုးလယ်မှာ IDF လေတပ်ကလုဆောင်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံးသွားတာလို့သိရပါတယ် IDF ကတီရန်မျိုးလယ်ကစစ်ရေးဗဟိုဌာနချုပ်တစ်ခုကိုတတိကျကျချိန်မိုးတိုက်ခိုက်ခဲ့ပြီးအဲ့ဒီစစ်စေးမှာအီရန်ရဲ့စစ်ဦးစီးအရာရှိချုပ်ကိုတုတ်တင်နိုင်ခဲ့တာလို့ကြေညာသွားပါတယ် ရာသူအရာရှက်မန်ဒီဟာအီရန်ရဲ့ပုံမှန်အစိုးရစစ်တပ်ရောနိုင်ငံရဲ့အကြီးဆုံးလက်နက်ကအင်အားစုဖြစ်တဲ့တော်လရင်အစောက်တပ်ကိုပါကြီးမှုနေကြတာဖြစ်ပါတယ်။ရှက်မန်ဒီနဲ့အတူပြတ်မှတ်ထားခံရတဲ့အီရန်ရဲ့စစ်ရေးကုကဲမှုဌာနဟာခါဒမ် ANB လားလို့ခေါ်ပြီးအစ္စရေးကိုလက်ရှိတိုက်ခိုက်နေတဲ့အီရန်ရဲ့စစ်စင်ရေးကိုအဓိကတာဝန်ယူနေတဲ့နေရာဌာနတခုလို့ IDF ကပြောပါတယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေနဲ့စစ်စခန်းတွေကိုစတင်တိုက်ခိုက်တဲ့ဂျွန်လ23ရက်နေ့မှာပဲ အီရန်ရဲ့စစ်ဦးစီးအရာရှိရုရှားကို IDF ကရှင်းလင်းခဲ့တာပါအဲ့ဒီနောက်မှာဒုတိယစစ်ဦးစီးဖြစ်ခဲ့သူရှက်မန်ဒီဟောရုရှားရဲ့အရိုက်အရာကိုအလင်းအမြန်ဆက်ခံပြီးအစ္စရေးကိုလက်တော့ပြန်တဲ့စစ်စင်ရေးတွေမှာဦးစီးကွက်ခဲ့ခဲ့ပါတယ်သူအသေးဆုံးချင်းဟောအီရန်အတွက်နောက်ထပ်ကြီးမားတဲ့ထိုးနှက်မှုတစ်ခုလို့ဆိုနိုင်ပါတယ် IDF ကတော့ရန်သူရဲ့စစ်ရေးအစီအမံတွေမှာအရေးအပါဆုံးစီမံဆုံးဖြတ်တဲ့ကွန်ရက်ကိုစနစ်တကျအအောင်မြင့်မြင့်ဖြည့်ဆည်းနေနိုင်စေဖြစ်ပါရဲ့ရှင် ကြိုတင်သတိပေးထားတဲ့အတိုင်းထိုင်းဘက်ကတင်သွင်းတဲ့တစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုကမ္ဘောဒီးယားကပိတ်ပင်လိုက်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့လက်ရှိလွှတ်တော်ဥက္ကဋ္ဌဖြစ်သူဟွန်ဆန်ကထိုင်းကသာနှစ်နိုင်ငံနယ်စပ်ဂိတ်တွေကိုတပတ်သက်ပိတ်ထားတာကို24နာရီအတွင်းပြန်မဖွင့်ပေးရင်ကမ္ဘောဒီးယားကလည်းထိုင်းဘက်ကပို့ကုန်တွေကိုအရေးယူပိတ်ဆို့မှုတွေနဲ့တုံ့ပြန်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့ထိုင်းဆိုရကကမ္ဘောဒီးယားရဲ့သတိပေးတောင်းဆိုချက်ကိုလိုက်လျောဖို့ညှင်းဆန်ခဲ့တဲ့နောက်ဂျွန်လ18ရက်နေ့မှာ ကမ္ဘောဒီးယားကလည်းနေဆက်ဂိတ်တွေမှာထိုင်းရဲ့တက်သီးဝလံနဲ့ဟင်းသီးဟင်းရွက်တွေဖြတ်တန်းတင်ပို့ခွင့်ကိုတားမြစ်လိုက်တာဖြစ်ပါတယ်။ကမ္ဘောဒီးယားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဆော့ဘီယန်နာဟာဂျော်လာ18ရက်နေ့ကစလို့ထိုင်းနဲ့ထိဆက်ရာကမ္ဘောဒီးယားနေဆက်ဂိတ်အားလုံးမှာထိုင်းဘက်ကဝင်ရောက်လာတဲ့ဟင်းသီးဟင်းရွက်နဲ့တက်သီးဝလံကုန်းစည်တွေကိုဟန်တာထားကြောင်းအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့တခြားထိုင်းထုတ်ကုန်တွေကိုတော့ကမ္ဘောဒီးယားဘက်ကဝင်ရောက်ခွင့်ပြုထားသေးပါလက်ရှိအချိန်တွေမှာတော့ နှစ်နိုင်ငံစလုံးရဲ့နယ်စပ်ဂိတ်တွေဟာလူတွေဝင်ထွက်သွားလာတာကိုတော့ဆက်လက်ခွင့်ပြုထားကြပါတယ်။ကမ္ဘောဒီးယားအရှေ့ပိုင်းကခလွန်ရိုင်ခရိုင်ရဲ့ဘန်ဟန်လက်နယ်စပ်ဂိတ်မှာတော့ဂျော်လာ18ရက်နေ့မနက်ပိုင်းမှာထိုင်းရဲ့ဟင်းဒီဟင်းရွက်နဲ့တတိဝလန်တွေတင်ဆောင်လာတဲ့ truck ကားတွေနဲ့ကုန်တင်ရင်ငယ်အစီး30လောက်ဖြတ်တန်းခွင့်မရဘဲတန်းစီနေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီကားတွေမှာဟင်းဒီဟင်းရွက်နဲ့တတိဝလန်တွေတောင်မကပဲအေးခဲအစားအသောက်တွေပင်လယ်ဇာတွေကိုပါတင်ဆောင်လာကြတာလို့မျက်မြင်တွေကပြောပါတယ်။ ကုံကားရင်မောင်းတွေကနှစ်ဖက်နယ်စပ်အရာရှိတွေကြောင့်ဆွေးနွေးညှိနှိုင်းမှုတွေကိုစောင့်ဆိုင်းနေရစေလို့ပြောပါတယ်။ထိုင်းဘက်ကနေဆောက်လုပ်ရေးပစ္စည်းတွေနဲ့တခြားသောထုတ်ကုန်တွေတင်ဆောင်လာတဲ့ရင်တွေကတော့ကမ္ဘောဒီးယားဘက်ကိုဆက်လက်ဝင်ရောက်နေကြစေပါ။လက်ရှိအချိန်တွေမှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာနယ်စပ်ကိစ္စအငင်းပွားမှုတွေကိုအကြောင်းပြုပြီးဆက်ဆံရေးတင်းမာမှုတွေရှိနေပါတယ်။ပြီးခဲ့တဲ့လကုန်ပိုင်းကနယ်စပ်မှာနှစ်ဖက်စစ်တပ်တွေကြောင့်အသေးစားပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သည်တို့ထိတ်ဆုံးခဲ့တဲ့ကိစ္စကြောင့် အခုလိုဆက်ဆံရေးအေးခဲမှုတွေပေါ်ပေါက်လာတာပါကမ္ဘောဒီးယားဟာနယ်စပ်အရေးအငင်းခုံတွေနဲ့ပတ်သက်လို့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရဲ့အဆုံးအဖြတ်ခံယူဖို့တောင်းဆိုထားပေမဲ့ထိုင်းကတော့ ICJ ဟာဒီကိစ္စမှာဓာတ်ရိုက်စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့မယုံကြည်ကြောင်းပြောကြားထားပါတယ်ရှင်တိုင်ဖွန်းမုန်တိုင်းကြောင့် VNM မှာတေဆုံးသူအရေအတွက်ဟာခုနှစ်ဦးထိမြင့်တက်လာခဲ့တယ်လို့သိရပါတယ်တိုင်ဖွန်းမုန်တိုင်းဟူတစ်ဟာ VNM ကိုဖြတ်တန်းမှွင့်နှောက်ပြီးတဲ့နောက် ပြီးခဲ့တဲ့သတင်းပတ်ကတရုတ်နိုင်ငံတောင်ပိုင်းကိုကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက်အားပြော့သွားခဲ့ပါတယ်။အပူပိုင်းလေဖိအားနဲ့ရက်ဝန်းအစင်ထိအားပြန့်ရော့မသွားခင်မှာဝူတစ်ပြက်လေတိုက်နှုံးဟောင်းတနအင်းကိုမိုင်80ခန့်ပြင်းထန်ခဲ့ပါတယ်။ဗီယက်နမ်အလဲပိုင်းဒေသကတော့မုံတိုင်းရဲ့ဒဏ်ကိုအပြင်းထန်ဆုံးခံစားခဲ့ရပြီးလူခုနှစ်ဦးသေဆုံးခဲ့တယ်လို့အင်ချီယာနဲ့ချီပြက်စီးခဲ့ပါတယ်။နောက်ပြီးစိုက်ခင်း area ဟတ်တာပေါင်း6000လောက်ရေမြုပ်ခဲ့တယ်လို့ ဇွန်လ16ရက်နေ့ထုတ်ပြန်ခဲ့တဲ့အစိုးရရဲ့စရင်အချက်လက်တွေအရသိရပါတယ်။ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ဆုံးဖြစ်သတ်မှတ်ခံထားရတဲ့ဟွိုင်နာမျိုးအပါအဝင်ဗီယက်နမ်အလဲပိုင်းဒေသတော်တော်များများဟာပြီးခဲ့တဲ့သတင်းပတ်တုန်းကတိုင်ဖွန်းမုန်တိုင်းဟူတစ်ကြောင့်ဆူဆူရရရေကြီးမှုတွေကြုံတွေ့ခဲ့ရပါတယ်။အသေးပြောက်ဖြစ်စဉ်အလုံးဟာလည်းရေကြီးမှုတွေကြောင့်လို့ကဲဆယ်ရွေးတွေကပြောပြပါတယ်။ဗီယက်နမ်ဟာနှစ်ဆယ်နှစ်တိုင်းပြင်းပြအဖြစ်တိုင်ဖွန်းနဲ့အပါအဝင်မုန်တိုင်းတရာစံလောက်ကိုကြုံရလေရှိပေမဲ့ ကမ္ဘာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကရက်ကြောင့်နောက်ပိုင်းနှစ်တွေမှာအခြေအနေတွေကပိုပြီးဆိုးရွားပြင်းထန်လာနေကြောင်းသိပ္ပံပညာရှင်တွေကသတိပေးထားပါတယ်။ပြီးခဲ့တဲ့နှစ်ကဗီယက်နမ်မှာတဘာဝဘေးအန္တရာယ်တွေကြောင့်လူ914ဦးအသက်ဆုံးရှုံးခဲ့ရပြီး2023နဲ့ရှင်ရင်သုံးဆပိုးလာတာဖြစ်ပါတယ်။2024ခုနှစ်စက်တင်ဘာလတုန်းကလည်းဗီယက်နမ်မြောက်ပိုင်းကိုဖြတ်အားပြင်းတိုင်ဖွန်းမုန်တိုင်းယာဂီဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်လူ345ဦးသေဆုံးခဲ့ပြီး စီးပွားရေးအရာပြည့်စည်ဆုံးရှုံးမှုတန်ဖိုးကလည်းဒေါ်လာ3.3ဘီလီယံလောက်ထိများပြားခဲ့ကြောင်းသိရပါတယ်ရှင်။ People's Bank ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။